သတီအလုံးစောင့်မျှော်နေကြရီဂျိုရှွာမနီဘရန်နာရူဘာရဲ့ပွဲကို ကျွန်တော်တို့ရဲ့မြန်မာလေဂျင်ဖိုင်တာကြီးအောင်လာအန်ဆန်ကလေးတွားချိမဲလို့သတင်းတွေထွက်ပေါ်လာနေပါရီအောင်လာအန်ဆန်ကတော့ဂျိုရှွာဘန်ကို သူ့ရဲ့တကဘာလုံးကပြစ်တပ်တွေတီအောင်သူ့ရဲ့ YouTube channel မှာဂျိုရှွာဘန်ကဘလူးဖိုင်တာမျိုးလေးဆိုတာကိုကိုနေ့ကပဲ special block တောင်ရိုက်ပြီးတော့ဂျက်ရှွာဘန်နဲ့သူ့ရဲ့တွေ့ဆုံမှုကိုကဘာကိုချပြလိုက်တာပါ ငါတို့မြန်မာနိုင်ငံမှာဒီလိုမျိုး UFC မှာကစားနေတဲ့ကဘာကျော်ဖိုက်တာရှိတယ်ဆိုတာကိုတကဘာလုံးကိုဂျော့ရှွာဘန်ကိုလူပိုတိအောင်လုပ်ပြလိုက်တာပါပြီဂျော့ရှွာဘန်ကိုလေအောင်လာအန်ဆန်က Instagram မှာအရင်သွားစကားပြောခဲ့ပြီးတော့သူ့ရဲ့နှိမ်ချမှုတွေသူ့ပေါ်မှာချစ်ကင်မှုတွေကို ပြသခဲ့တာပါချင်းနဲ့ကချင်းကလေရာဇဝင်ရညီကိုတွေဖြစ်တာမို့လို့တဲ့ဂျော့ရှွာဘန်နဲ့သူကညီကိုပါပဲဆိုပြီးတော့အောင်လာအန်ဆန်ကသူ့ရဲ့ social media ထဲမှာလေ ဂျိုရှွာဘန်ကိုအားပေးစကားတွေပြောသွားခဲ့တာကိုလည်းတွေ့ရတယ်။ဒါပြီးအောင်လာအန်ဆန်ကဂျိုရှွာဘန်ကိုလည်းလေ့ကျင့်မှုမှာကူညီပေးခဲ့ပါသေးတယ်။အောင်လာအန်ဆန်ရဲ့တပည့်တွေဟာဆိုရင်လည်းပဲ UFC မှာပွဲထိုးနေကြဖြစ်ပြီးတော့လုံခြုံရေးရက်ကပဲအောင်လာအန်ဆန်က UFC မှာသူ့တပည့်နှစ်ယောက်ရဲ့ပွဲကိုသွားရောက်ကြည့်ချက်ခဲ့ရပါသေးတယ်။ဒီကောင်မလေးယေရှုအမရဲ့ပွဲကိုအောင်လအန်ဆန်ကတွားရောက်ကြည့်ရှုမယ်ဆိုပြီးတော့သတင်းတွေကတော့အသေးချာကိုတက်လာနေပါပြီ။ ဂျက်ရှွာမနီဘရန်နာရူဘာရဲ့ပွဲကတော့ဒီတလင်းကနေနဲ့မှာပဲကျွန်တော်အနေနဲ့ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ဒဲဖိုက်တာဖြစ်တဲ့ဘရန်နာရူဘာကတော့တွေးတဲ့အတိုင်းမှာပဲအကွက်ဆူအောင်လေ့ကျင့်ပြင်ဆင်နေပါတယ်။နောက်ပြန်ရိုက်ချက်တွေရိုက်ပြီးတော့အပေါ်ကနေဘန်းကိုခွာစီဖို့ပြင်ဆင်နေပုံပါပဲ။ဒီပွဲကဘန်းအတွက်စိုးရင်ရလားဆိုရင်စိုးရင်ရပါတယ်လို့ပဲဖြေရပါမယ်။ဘရန်နာရူဘာကဘန်းထက်ရက်ပိုမြင့်တယ်၊ရစ်တာတွေပြီးတော့မီဂျီဂျဲအဆင်လဲပိုမြင့်တယ်။ဘိုင်းအားသာချက်ကသတ္တဆဖိုက်တာဖြစ်တယ်။စစ်တပ်ပိုင်းဆိုင်ရာမှာ ပြင်းထန်နေဘာမဆိုဖြစ်နေလေဆိုရယုံကြည်မှုအပြည့်ရှိတယ်ပြီးတော့တက်လုံပိုင်းက Brandon Rover ထက်ကောင်းတယ်ဒီတစ်ခါကျတော့ Takedown Defense ကောင်းတယ်ဒုတိယအခြေဘီးခါနီးနောက်ပိုင်းမှာတော့ဘန်ရဲ့အခြေပါပဲဗျာ Brandon Rover ကတော့ဘန်ကိုလဲချလို့မရရင်တော့ပြန်ခံဖို့သာပြင်ချပါတော့ဗျာဂျီကဘလောက်ပဲပေါက်ပါစေဒီပွဲက90ရာခိုင်နှုန်းစီပါပဲဘန်ကိုအားပြီးနေတဲ့ဆိုပေမဲ့စုရင်ရမယ့်အနေထားမှလည်းရှိနေပါတယ်လို့ဖြစ်ဖြစ်ပါကျွန်တော်ဂျော်ရှွာပါအနိုင်ရမယ့်လို့ယုံကြည်ပါတယ်နော်